ဂါဇာငြိမ်းချမ်းရေးသဘောတူညီချက်ဟာယူကရိန်းနိုင်ငံအတွက်လည်းမျှော်လင့်ချက်ဖြစ်ပါစေဆိုပြီးတော့ယူကရိန်းသမ္မတဇီလင်စကီကပြောပါလိမ့်။ဂါဇာပြစ်ခတ်ရေးဆဲမှုဟာအမခန်းနဲ့သဘောတူညီချက်ဖြစ်ခြင်းကြောင့်နိုင်ငံသမ္မတထရန့်အတွက်ဂုဏ်ယူကြောင်းဇီလင်စကီကဆိုပါလိမ့်။ဒါအပြင်မိမိတို့နိုင်ငံအပေါ်မှာလည်းရုရှားကြီးကြောင့်မှုကိုအဆုံးသတ်စေရေးဂျာဝင်စစ်ဆက်ပေးနိုင်လိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်ကိုဖြစ်ပေါ်စေကြောင်းဇီလန်စကီးကပြောခဲ့ပါလိမ့် ကဘာကြီးရဲ့အစိပ်ပိုင်းဒေတာတစ်ခုအတွက်ငင်းကြင်းရဲ့အောင်မြင်မှုရှိတဲ့ချိန်မှာဒါကတခြားဒေတာတွေမှာလည်းငင်းကြင်းမှုရရှိဖို့နောက်ထပ်မျှော်လင့်ချက်ဖြစ်ပေါ်စေပါတယ်လို့ဆီလန်စတီကဆိုပါတယ်။အရှေ့လက်ပိုင်းဒေတာတွေအပြစ်ခက်ရစေရင်ငင်းကြင်းရေးကိုအောင်မြင်ရရှိခဲ့တယ်ဆိုရင်ကမ္ဘာတဝန်းသက်ဆိုင်ပတ်သက်သူတွေရဲ့ခေါင်းဆောင်မှုနဲ့စိတ်ပိုင်းဖြတ်မှုကကျွန်တော်တို့ယူကရိန်းအတွက်လည်းတေချာပေါက်လို့ဖြစ်နိုင်ပါတယ်လို့ဆီလန်စတီကဆိုပါတယ်။ ရုရှားဟာ2022ဖေဖော်ဝါရီမှာယူကရိန်းကိုကျူးကျော်ခဲ့ပြီးနောက်ဒုတိယကမ္ဘာစစ်နောက်ပိုင်းဒါဟာဥရောပမှာအကြီးဆုံးတိုက်ပွဲကြီးဖြစ်စေပါတယ်။တိုက်ပွဲကြောင့်လူသောင်းချီသေဆုံးခဲ့ရပြီးလူသန်းနဲ့ချီနေရဆုံးခွာထွက်ပြေးတင်းရှောင်ခဲ့ရပါတယ်။ယူကရိန်းရဲ့အရှိနဲ့တောင်ပိုင်းဒေသအများအပြားထိခိုက်ပျက်စီးခဲ့ရပါတယ်။ထရန့်ကစစ်ပွဲကိုနိုင်ပိုင်းတွင်အဆုံးသတ်အောင်လုပ်နိုင်တယ်လို့သူရေကောက်ပွဲအနိုင်မရခင်ကပြောပြပါတယ်။ဒါပေမဲ့ထရန့်ကအကြီးကြီးဆွေးနွေးမှုတွေလုပ်ခဲ့ပေမဲ့ လက်ရှိချိန်ထိအောင်မြင်မှုမရသေးပါဘူး။ရုရှားသမ္မတပူတင်နဲ့ထိပ်သီးဆွေးနွေးမှုကိုအလက်စကာမှာပြုလုပ်ခဲ့စဉ်ကအခြေအနေကောင်းမွန်ရပေမဲ့နောက်ပိုင်းမှာရုရှားကသဘောထားပြောင်းလဲသွားပါတယ်။ဒါကြောင့်ရုရှားကိုစိတ်ပြတ်မိတယ်လို့ထရန့်ကပြောပြပါတယ်။ဒါကြောင့်နင်းကြိမ်သဘောတူညီချက်စီဥတီတဲ့တိတာထင်ရှားတဲ့တိုးတက်မှုလည်းမရှိပါဘူး။အပြစ်ခက်ရစဲအချင်းချင်းတောင်းဆိုမှုကိုရုရှားကငြင်းဆန်ပယ်ချထားပြီးငင်းကြိမ်ရဲ့အတွက် က်လှယ်မှုအဖြစ် give back ကအရှုံးမေးတောင်းဆိုခြင်းပါဝင် တရက်သေးတောင်းဆိုချက်ကိုပါထုတ်ဖော်ခဲ့ပါတယ်။ဒါအောင်လည်း UKM ကလိုက်နာဖို့မလွယ်ပါဘူး။ယူကရိန်းကိုဆွနေဖို့အတွက်လမ်းဖွင့်ပေးထားကြောင်းနဲ့ဆွနေခြင်းနဲ့ဆိုရင်မော်စကိုကိုလာမယ်ဆိုပြီးပူတင်ကပြောတာကိုလည်းလုံးဝလက်ခံနိုင်ခြင်းမရှိပါဘူး။ပူတင်ကိုယ်တိုင်ကလည်းမော်စကိုကလွယ်လို့ဘယ်မှမဆွနေဘူးလို့ပြောပါလိမ့်။အမေရိကန်သမ္မတထရန့်ဟာပြီးခဲ့တဲ့သတင်းပတ်များအတွင်း ရုရှားကောင်းဆောင်ပူတင်ပေါ်စိတ်ပြက်လက်ပြက်ဖြစ်မှုတွေတိုးလာပါလေ။သင်းမကြသင်းကယူကရိန်းနဲ့ရုရှားသိမ်းထားတဲ့နယ်မြေတလက်မတိုင်းကိုပြန်လည်ရယူနိုင်တယ်လို့မိမိထင်ကြောင်းထရန့်ကဆိုပါလေ။ရုရှားစစ်တပ်ဟာ2014ကတိုက်ခိုက်ခဲ့တဲ့ခရိုင်းမီးယားပါဝင်ယူကရိန်းနယ်မြေငါးပုံတပုံကိုလက်ရှိမှာထိန်းချုပ်ထားပါတယ်။ခရိုင်းမီးယားကိုပါပြန်ဝင်ရှိတယ်ဆိုပြီးတော့ယူကရိန်းကိုတမတ်ထွက်ကပျောက်ပေးနေပါတယ်။အစ္စရေးဟာမတ်စ်ပြခဲ့ရစေးဂျာဝင်စစ်စစ်ချင်းမှာရရှိထားတဲ့အရှင်ဟုန်ကို ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီးအာထုတ်ကြုံမဲ့မှုတွေကိုဆက်လက်တည်ဆောင်သွားရေးဂျာမန်ငွေကြီးချုပ်ဖရန်ဒစ်မာကလည်းထရန့်ကိုတိုက်တွန်းထားတယ်လို့သိရပါတယ်